ဒီသတင်းကို ကြည့်ရှုနားဆင်နေတဲ့သူတွေထဲမှာတော့အိမ်နီးချင်းထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ပြည်သက်တွေလည်းရှိမယ်လို့ယုံကြည်ပါတယ်။ တို့ထဲမှာတော့ဒီထိုင်းဥပဒေကခွင့်ပြုလို့ဆရာကြီးလို့ခေါ်တဲ့ဒီစေချောက်ပေါ့နော်စေချောက်လို့လည်းခေါ်တယ်နောက်ပြီးတော့တချို့တွေကအများအပြားတော့ဝိလို့ခေါ်ကြတာပေါ့နော်ဝိကိုခုံခုံမင်းမင်းသုံးဆွဲနေတဲ့သူတွေလည်းရှိပါတယ်ဆိုတော့အခုတော့အဲ့ဒီရွှေထီးဆောင်တဲ့ခေတ်ကုံလွန်သွားပြီလို့ဆိုရမှာပါထိုင်းလွတ်တော်ကစေချောက်သုံးဆွဲရောင်းချတာနဲ့ပတ်သက်တဲ့ဥပဒေပြင်ဆင်ချက်တွေထုတ်လိုက်လို့ပဲဖြစ်ပါတယ်စေချောက်ကိုအယောင်းဆိုင်လေးတွေဖွင့်ပြီးတော့လွတ်လွတ်လပ်လပ်ရောင်းဝယ်သုံးဆွဲနေကြရာကနေနောက်ပိုင်းမှာတော့ တရားမဝင်ရောင်းဝယ်မှုပုံစံတွေကိုပြန်ရောက်သွားမဲ့အနေအထားမျိုးဖြစ်လာပါတယ်။ဥပဒေအသစ်အရာဒီဆေးချောက်သုံးဆွဲတဲ့သူတွေဟာဆရာဝန်ရဲ့သုံးဆွဲဖို့တင်ကြောင်းထောက်ခံစာရှိထားဖို့လိုအပ်ပါတယ်။အယောင်ဆိုင်တွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီလူတိုင်းကိုအာရောင်းခွင့်မရှိတော့ဘဲနဲ့ဒီဆရာဝန်တွေရဲ့ထောက်ခံစာပါတဲ့သူကိုပဲရောင်းချနိုင်တော့မှာဖြစ်ပါတယ်။ဒါကြောင့် ဘန်းငွေသိန်းပေါင်းတထောင်လောက်တန်ဖိုးရှိနေပြီဖြစ်တဲ့ဆေးချောက်အယောင်ဆိုင်တွေပိတ်ပစ်လိုက်ရမယ့်အခြေအနေမျိုးဖြစ်လာနေပါတယ်။ဆရာဝန်ထောက်ခံစာမပါဘဲအရင်လိုမျိုးသုံးဆွဲနေရင်လည်းရာဇဝတ်မှုဥပဒေတွေနဲ့ပြန်လည်ပြီးတော့အရေးယူသွားဖို့ရှိနေတဲ့အကြောင်းသတင်းစကားပါကျင်ပါတယ်။